ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ JAPD N3 ဆောင်ပွဲအတွက်အသုံးဝင်တဲ့ခန်းကြီးလေးလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်။သုံးနဲ့ဆောင်လေးကတော့ N3 Speedmaster ခန်းကြီးဆောင်လေးကိုသုံးပေးထားပါတယ်။သူကကြတော့စာမျက်နှာရေးတွက်နဲ့ဆိုလို့ရှင်48မျက်နှာရှိတယ်ပေါ့နော်။သူကတမျက်နှာမှာဆိုလို့ရှင်ရင်အမ်6လုံး10လုံးလောက်ပါတယ်။အလုံးရေးတွက်ဆိုလို့ရှင်အလုံး400ကျော်တယ်ပေါ့နော်။ ခုဒီဗီဒီယိုဖိုင်ထဲမှာဆိုလို့ရှိရင်အဲတမျက်နှာနှုံသွားပေးထားရယ်ပေါ့နော် တမျက်နှာနှုံကို sharing လုပ်ပေးထားပါတယ်။သူကတမျက်နှာမှာ၉လုံးပါတယ်။ဒီဗီဒီယိုဖိုင်မှာတော့၉လုံးကိုမှတ်ပုံမှန်နည်းလေးရဲ့အတူတူမှတ်ပုံမှန်နည်းလေးတွေကိုလည်းတန်းနိုင်သလောက်အဲထည့်ပြီးပြောသွားပေးမယ်။အဲ့အတွက်ကြောင့်မလို့အသုံးဝင်မယ်လို့အဲအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင်။နံပါတ်၁ခန်းကြီးလေးအရင်စလိုက်မယ်ပေါ့နော်။ဒါဆိုရင်နံပါတ်၁ခန်းကြီးလေးနံပါတ်၁ခန်းကြီးလေးအကြတော့သူကတို့ဖို့ပြန်တန်းသည်။သူများနဲ့ပေါင်းလို့ရှိရင်ဟိဖြစ်သွားမယ်။ သူ့ရဲ့တွဲလုံးနေရကြတော့တို့ဘူးတလုံးနဲ့ဆိုရှင်ပြန်တန်းသည်ဟီခိုကျော်ဟီခိုကျော်ဆိုရှင်လေးစိဟီခိုခီဆိုရှင် လေးရင်ပြန်သူ့အကြတော့ဘီနာကအတောင်မလေးနှစ်ချောင်းပါတဲ့အရှိရကြလူပုံတန်တန်လေးနဲ့တူလို့လူတွေကအတောင်မလေးနှစ်ချောင်းနဲ့ပြန်တန်းတယ်လို့မှတ်ထားပါဗျာ ဟုတ်ကဲ့ပါဒါဆိုရင်နံပါတ်1ခန်းကြီးလေးကိုသွားလိုက်ပါမယ်နံပါတ်1ခန်းကြီးလေးကကြတော့သူကသူ့တလုံးနဲ့ဆိုရှင်ခီဆက်ဆိုတဲ့ခန်းကြီးလေးပေါ့နော်သူကသူများကလည်းတွဲလို့ရှင်နဲ့အတန်ထွက်ကအတူတူပဲရှင်ခီဆက်လို့ပဲတန်ထွက်တယ်ဟုတ်ကဲ့ပါဒါဆိုရင်သူ့ရဲ့တွဲလုံးလေးတွေကိုကြည့်လိုက်ပါမယ်နံပါတ်1နံပါတ်1တွဲလုံးလေးနံပါတ်1တွဲလုံးလေးကကြတော့ခီကိုင်းခီကိုင်းဆိုရင်ဆက်ဖြစ်သွားမယ်စန်တာကူခီဆိုရှင်တန့်စင်ဆက်အဝိရှော်ဆက်လို့တဲ့သုံးတယ်ကော်ပီခီဆိုရှင် ကော်ပီမိတ်ထူကူဆက် ခိကင်ဆိုရှင်အခွင့်အလမ်းသူ့ကြာတော့ဘလို့မှတ်ထားတဲ့ဆိုတော့အရှိအကြတော့တစ်ပင်လေးအနောက်ကကြတော့မှုတယ်အမှုနဲ့တူလို့မှုလို့မှတ်ထားတယ်တစ်ပင်လေးတွေကိုမှုဖို့အတွက်လူနဲ့မဖြစ်နိုင်လို့ဆက်ကိုတောင်းရတယ်ဆိုပြီးမှတ်ထားပါတယ်ဟုတ်ကဲ့ပါဒါဆိုရှင်နံပါတ်3ခန်းကြီးလေးနံပါတ်3ခန်းကြီးလေးကကြတော့သူကအမ် အန်ဖိုးမှာဆိုလို့ရှိရင် तू ကဆိုရကောင်းခင်ပေါ့နော်ကောင်းခင်လို့တုံးတယ်ဒါပေမဲ့အန်ထရီမှာဆိုလို့ရှိရင် तू ကဒီကောင်းခင်ကိုတိတ်မတုံးပေါ့နော် तू ကအခုလွတ်နေတယ်လွတ်နေရဲ့အာခဲတို့လွတ်အောင်လုပ်တယ်ဗလာဖြစ်နေရဲ့ဆိုတဲ့အဓိပ္ပာယ်ကြီးပေါ့နော် तू ကအရာတွေကိုပို့ပြီးတော့အသုံးများပါတယ်သူမြနဲ့ပေါင်းလို့ရှိလို့ရှိရင်အခုလို့တန်ထွက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်အဲသူ့ရဲ့တွဲလုံးလေးနေ ူရဲ့အတန်ထွက်လေးလိုကြည့်လိုက်ပါမယ်ဆိုရဆိုလို့ရှင်ကောင်းခင်အခုဆိုလို့ရှင်ဗလာဖြစ်သည်အခဲရုဆိုလို့ရှင်လုံအောင်လုပ်သည်ခူးခိဆိုလို့ရှင် လေးတူခူးခိုးဆိုရင်လေးစိတ်တို့ကြလဘလို့မှတ်ထားတဲ့ဆိုတော့ဒီအမိုးအောင်မှာအိုင်ပုံငလန်နေတဲ့သူတို့အိုင်ကလွတ်လွတ်လပ်လပ်အမ်လွတ်လွတ်လပ်လပ်ရှိနေရလို့မှတ်ထားပါဗျ။ဟုတ်ကဲ့ပါဒါဆိုရင်နံပါတ်၄ခန်းကြီးလေးနံပါတ်၄ခန်းကြီးလေးကကြာတော့သူကကြာတော့မင်းသားတို့ပင်လယ်စိတ်ကန်းဆိုတဲ့ခန်းကြီးလေးပါသူများနဲ့ပေါင်းလို့ရှိရင်သူက ခိုးလို့အတန်ထွက်ပါတယ်။သူ့ရဲ့တွဲလုံးလေးရာတိတ်တော့မရှိပါဘူး။မင်းနာတော့မင်းနာတော့ဆိုရင်ပင်လယ်စိတ်ကမ်းမင်းနာတော့မှရှိဆိုရင်ပင်လယ်စိတ်ကမ်းမျိုးယိုကိုဟာမာခိုးဆိုရင်ယိုကိုဟာမာစိတ်ကမ်းသူ့ကိုကြတော့ဘလို့မှတ်ထားရဲဆိုအရှိမရေစလေးရင်နဲ့တူလို့ရေလို့မှတ်ထားပြီးတော့အနောက်ကကြတော့တထားလေးနဲ့တူလို့တထားလို့မှတ်ထားပါတယ်။ရေစလေးတွေအန်ဂျီလေးတွေကတထားလေးနှစ်စင်းဟိုဘက်ဒီဘက်စလုံးပြည့်နေတာကစိတ်ကမ်းနေမှာလို့ စိတ်ကန်းနေမှာအများဆုံးတွေ့ရတယ်ပေါ့နော်အဲ့လိုလေးမှတ်ထားပါတယ်နံပါတ်5ခန်းကြီးလေးနံပါတ်5ခန်းကြီးလေးကကြတော့အမ်အစခဲတို့အစခဲတို့အနှံသည်အစခါတို့ထိမ့်သိမ့်သည်သူများနဲ့ပေါင်းလို့ရှင်သူက short ဖြစ်သွားမယ်ဒါဆိုရင်သူ့ရဲ့တွဲလုံးလေးကိုကြည့်ကြည့်သူကအစခဲတို့အနှံသည်အစခါတို့ထိမ့်သိမ့်သည်သူများနဲ့ပေါင်းရင် short လို့အတန်ထွက်သွားမယ်ရော့ခင်းဆိုလို့ရှင်ဗန်အန်ငန်ဗန်အန်နံငွေပေါ့နော်ဗန်မှာတိုးလောင်ထားတဲ့ငွေ သူ့ကိုကြတော့ဘလို့မှတ်ထားတဲ့ဆိုတော့အမတယောက်တည်းကိုမိမိကိုယ်တိုင်အနှံ့ခဲ့တာရှင်းနေလောက်ရှိပြီဆိုပြီးမှတ်ထားပါဗျ။ဟုတ်ကဲ့ပါဒါဆိုရင်နမတ်ချခန်းကြီးလေးနမတ်ချခန်းကြီးလေးကကြတော့အမ်ခုံမှုတက်သည်တက်သည်လူများသည်ဝင်သည်အဲ့လိုမျိုးတွေမှတ်ထားလို့ရတယ်။ သူကကြတော့သူများကနေတွဲသုံးလို့ရှင်နဲ့ဒီခိုမှုပဲပေါ့နော်ခိုမှုလို့ပဲခိုလို့ပဲအဲမိုခိုလို့ပဲအတန်ထွက်တယ်ဒါဆိုရှင်သူ့ရဲ့တွဲလုံးလေးတွေကိုကြည့်ကြည့်ရအောင်ခိုမှုခိုမှုဆိုရှင်လူများဒီမိုးရှိခိုမိဆိုရင်ယူဆောင်သွားသည်မိုးရှိခိုမိလျှော့ဆိုရင်ရှောက်ထားသည်မိုးရှိခိုမိမိုးရှိခိုမှုဆိုရင်ရှောက်ထားသည်မိုးရှိခိုမိလျှော့ဆိုရှင်ရှောက်လွားဖောင် သူ့ကိုကြတော့ဘလုံးမှတ်ထားတယ်ဆိုတော့ရှေ့ကလမ်းမုံလန်းနေတဲ့သူပြီးနောက်ကလူနဲ့သူတို့လမ်းထဲကိုလူတွေအများကြီးကဝင်လာလို့ချက်လာချက်သွားတယ်ဆိုပြီးတော့မှတ်ထားပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်နံပါတ်ခုခန်းကြီးလေးနံပါတ်ခုခန်းကြီးလေးကကြတော့သူ့ကိုမြင်လို့ရှင်ဒီနှိအထုပ်အပိုးဆိုပြီးတော့မှတ်ထားလို့ရတယ်ပေါ့နော်ဒါပေမဲ့သူကတလုံးနဲ့မသုံးဘူးသူများလည်းပဲတွဲသုံးမယ်မိုးစွတ်နှိမိုးစွတ်ဆိုတဲ့အထုပ်အပိုးပေါ့နော်ဒါဒီတွဲလုံးလေးကတော်တော်အသုံးများပါတယ် reading ဒီမှာဆိုလို့ရှိရင်ねခဏခဏပါလေးရှိရဲ့လုံးလေးပေါ့เนาะအဲခန်းကြီးတွေပိုင်းမေးလို့ရှိရင်ねဒီတွဲလုံးတွေကမေးလေးရှိပါတယ်သူကအတွဲလိုက်လေးပဲချက်ထားပေါ့เนาะ nemo ဆိုအထုပ်ဘိုးဆိုတဲ့ခန်းကြီးလေးပါသူ့အကြံတော့ဘလို့မှတ်ထားတယ်ဆိုတော့အပေါ်အကြမျက်ခင်းပြင်နဲ့တူလို့မျက်ခင်းပြင်လို့မှတ်ထားပါလေမျက်ခင်းပြင်ပေါ်မှာလူကဘာမှမသိတဲ့အထုပ်ပိုးလေးကိုကြည့်နေရဆိုပြီးမှတ်ထားပါဗျ။ ဟုတ်ကဲ့ပါဒါဆိုရင်နံပါတ်၈ခန်းကြီးလေးကိုတွားလိုက်ပါမယ်နံပါတ်၈ခန်းကြီးလေးကကြတော့ခန်းစစ်စေးတယ်ဆိုရဲခန်းကြီးလေးပေါ့နော်သူကသူများကလည်းပေါင်းလို့ရှိရင်လည်းသူကခန်းလိုပဲတန်ထွက်ပါလေသူ့တလုံးနဲ့သူကရှားတယ်တွဲလုံးနေရပဲအတုံးများတယ်ပေါ့နော်ခန်းစခန်းစဆိုလို့ရှိရင်လည်းစစ်စေးသည်ဒီဟာလေးဆိုရင်လည်းခန်းကြီးမှာခဏခဏမေးလေးရှိတယ်ပေါ့နော်ပါလေးရှိရခန်းကြီးလေးဖြစ်ပါတယ်အတွဲလိုက်လေးမှတ်ပေးထားပါရှင်ခန်းစဆိုရင်စစ်စေးသည် ခန်းစားခုခန်းစားခုဆိုရင်လည်းရှာဖွေသည်ဒါလေးဆိုရင်လည်းခဏခဏမေးတယ်ပေါ့နော်ခန်းကြီးတွေမှာခန်းစားခုဆိုရင်ရှာဖွေသည်အဲသူကကြတော့အဲ့လိုမျိုးဒီ sub internet တွေပိုင်းမှာရှာတယ်ပေါ့နော်အဲ့လို sub ဆိုတဲ့နေရာမှာသူကခန်းစားခုလို့တုံးတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင်နံပါတ်6ခန်းကြီးလေးနံပါတ်6ခန်းကြီးလေးကကြတော့သူကစစစေးသည်သူကလည်းအဲ့လိုပဲသူ့တစ်လုံးနဲ့သူကရှာတယ်သူများနဲ့တွဲတုံးတယ်သူများနဲ့တွဲတုံးလို့ရှိရင်သူကစပေါ့နော်အဲစလို့အတန်ထွက်တယ် ်ချောဆချောဆဆိုရင်စုံစမ်းစစ်ဆေးရယ်ဟုတ်ကဲ့ပါသူ့အကြတော့ဘလို့မှတ်ထားလဲဆိုဒီတစ်ပင်အောက်မို့တစ်ပင်အောက်ကိုမျက်လုံးလေးနဲ့ကြည့်ပြီးတော့စုံစမ်းနေတယ်စစ်ဆေးနေတယ်လို့မှတ်ထားပါတယ်သူကလည်းဒီချောဆဆိုလို့ရှိရင်လည်းသူက region တွေမှာဆိုလို့ရှိရင်လည်းခဏခဏပါလေးရှိတယ်ပေါ့နော်အခန်းကြီးတွေမှာဆိုလို့ရှိရင်လည်းမေးလေးရှိပါတယ် region တွေမှာဆိုလို့ရှိရင်တော့ပါများတယ်ပေါ့နော်အဲဆိုလို့ရှိရင်တော့ကိုကချောဆစုံစမ်းစစ်ဆေးတယ်ဆိုရယ်ခန်းကြီးတွေကတော့မသိမဖြစ်သိရမယ့်အထဲမှာပါပါတယ်ရှင် ဟုတ်ကဲ့ပါဒါဆိုရှင်ဒီနေ့အတွက်ကတော့ကိုလုံးပြီးသွားပြီပေါ့နော်အဲ့ဒီကိုလုံးထဲမှာပါအတုံးများတဲ့ခန်းကြီးလေးတွေကိုအမ်ဒီကိုလုံးစလုံးကိုဒီတွဲလုံးတွေပါအပားမှတ်ဖို့ခတ်တယ်ပေါ့နော်မှတ်ဖို့ခတ်တယ်ဆိုလို့ရှင်သူ့တလုံးနဲ့အတုံးများတဲ့တွဲလုံးလေးတွေကိုထပ်ပြီးရောခွဲပြေးထားပါတယ်ရှင်နံပါတ်1ခန်းကြီးလေးနံပါတ်1ခန်းကြီးလေးဆိုရှင်တိုပြီးအမ်တိုပြီးပြန်တန်းတည်သူဆိုလို့ရှင်ဟီခိုခီလေရင်လေရင်ပေါ့နော်လေရင်ဆိုပြီးတော့ တုံးတာပုံများတယ်။နံပါတ်1ခန်းကြီးလေးနံပါတ်1ခန်းကြီးလေးဆိုလို့ရှိရင်လည်းခိဆက်ဆိုတဲ့ခန်းကြီးလေးသူဆိုလို့ရှိရင်လည်းခိကိုင်ဆက်ဆိုပြီးတော့တုံးတာများတယ်ပေါ့နော်။သူနဲ့အတန်ထွက်တူတာကြတော့ခိကိုင်ဆိုလို့ရှိရင်အခွင့်အလန်းတော့ရှိရပေါ့နော်။အလားလေးရတော့မပေးထားပါရှင်။နံပါတ်3ခန်းကြီးလေးနံပါတ်3ခန်းကြီးလေးရကြတော့တခုနသူကဆိုရာကောင်းကင်ဆိုတဲ့ခန်းကြီးလေးပေါ့เนาะဒါပေမဲ့သူကအဲ့လိုမျိုးသူများအနေနဲ့တွဲတုံးနေအဲသူများအနေနဲ့တွဲမယ်ပေါ့เนาะတွဲတဲ့လုံလေးရကြတော့ခူခိုခူခိုဆိုလို့ရှိရင်၄စိတ်၄စိတ်ဆိုတာလေးကတုံးများပါတယ် ဟုတ်ကဲ့ပါရှင်ဒါဆိုရှင်နံပါတ်၄ခန်းကြီးလေးနံပါတ်၄ခန်းကြီးလေးကကြတော့မင်းနာတို့ပင်လယ်စေကန်းဆိုတဲ့ခန်းကြီးလေးပါသူကကြတော့သူများအနေနဲ့တွဲသုံးတာကြတော့ယိုကိုဟာမာခိုယိုကြီးလေးနံပါတ်၅ခန်းကြီးလေးကကြတော့အနှင်သီအစခါရူအစခဲရူသူများနဲ့ပေါင်းနေရှော့ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီခန်းကြီးလေးသူကကြတော့ယောခင်ဖန်အနှံသည်ဖန်ဖန်အငှန်နံငွေပေါ့နော်အဲ့ဒါ၄ဆိုရှင်လူကြီးတင်မှာခဏခဏပါလေးရှိရခန်းကြီးလေးဖြစ်ပါတယ်အဲမှတ်ထားရင်တော့ပို့ပြီးတော့အသုံးဝင်နေပေါ့နော်တော်တော်အသုံးဝင်နေခန်းကြီးလေးတွေမှာပါတယ်သူကလည်း နံပါတ်6ခန်းကြီးလေးနံပါတ်6ခန်းကြီးလေးဆိုလို့ရှင်နဲ့ခုနကကြက်တီကြက်တီဆိုတဲ့ခန်းကြီးလေးပေါ့နော်အမ်သူ့ရဲ့တွဲလုံးလေးရကြတော့မိုးရှိခုံမှုရှောက်ထားသည်မိုးရှိခုံမှုရှောက်ထားသည်ဆိုရင် reading နေမှာခဏခဏပါလေးရှိရခန်းကြီးလေးဖြစ်ပါတယ်အမ်သူကလည်းတကယ်ကိုအသုံးဝင်တဲ့ခန်းကြီးလေးလေးမှာပါပါတယ်ဟုတ်ကဲ့ပါဒါဆိုရှင်နိမိုးဆိုအထုပ်ပိုးနိမိုးဆိုအထုပ်ပိုးဆိုတဲ့ခန်းကြီးလေး ။သူကကြတော့သူ့တလုံးနဲ့ဆိုနှိပေါ့နော်။သူများနဲ့တွဲဝမယ်ဆိုနှိမိုးဆိုထုတ်ဖို့ဆိုတဲ့ခန်းကြီးလေးအခန်းကြီးလေးရတယ်။တကယ်ကိုအသုံးဝင်တဲ့ခန်းကြီးလေးပါ။ဟုတ်ကဲ့ပါဒါဆိုရင်နံပါတ်၈ခန်းကြီးလေးနံပါတ်၈ခန်းကြီးလေးဆိုလို့ရှင်ねအဲသူကဒီခန်းစစ်ဆေးတယ်ဆိုရဲခန်းကြီးလေးပေါ့နော်သူကခန်းဆခန်းဆဆိုရင်ねစစ်ဆေးတယ်စစ်ဆေးမှုပေါ့နော်ဆခန်းဆဆိုရင်စစ်ဆေးမှုသူရဲ့တွေ့လုံးကြီးကစစ်ဆေးမှုဒါလေးကဖြစ်မနေသိထားမယ်ထဲမှာပါပါတယ်ဟုတ်ကဲ့ပါရှင်ဒါဆိုရင်နောက်ဆုံးမိတ်လုံးလေးနံပါတ်၉လုံးမြောက်လေးပေါ့နော်၉လုံးမြောက်လေးကကြတော့ သူလက်ဆစုံစမ်းသည်သူကကြစုံစမ်းသည်သူများနဲ့ပေါင်းလို့ရှိရင်သူကချောဆစုံစမ်းမှုပေါ့နော်အဲဒီချောဆဆိုတဲ့ခန်းစည်းကြီးကလည်းခဏခဏပြောပါတယ်တကယ်ကိုခဏခဏ region တွေမှာပါလေးရှိတယ်တကယ်ကိုအတော့ဝင်မဲ့ခန်းစည်းလေးပါမသိမဖြစ်သိထားရမယ့်ခန်းစည်းလေးဖြစ်ပါတယ်ခုနကပြောသွားတဲ့အထိတွဲလုံးတွေပါအပါဆိုလို့ရှိရင်ခန်းစည်းလေးကဒီမှာအဲသူက၉လုံးရှိတယ်ပေါ့နော်တွဲလုံးမပါဘူးဆိုရင်တော့မှခန်းစည်းလုံးလိုက်ကြည့်ပြဆိုရင်၉လုံးရှိပါတယ် တွဲလုံးပါမပိုင်ရင်ခန်းကြီးအလုံးလိုက်ကြီးပဲဆိုလို့ရှိရင်သူကကိုးလုံးရှိပါတယ်တွဲလုံးနေပါပါရဲဆိုလို့ရှိရင်တော့အလုံး30ကျော်တယ်ပေါ့နော်ဒီအလုံး30ကိုကိုကကြိတ်ဖို့ကတကယ်ကိုဟိုဟာ အချိန်မလောက်ဘူးမြ мян ဆန်ဆန်လေးနဲ့တေးချာအဲ့လိုမျိုးအကြည့်ချင်တဲ့ခန်းကြီးလေးတွေပြန်ပြီးတော့ဒီမှာကြည့်စီချင်တဲ့ခန်းကြီးလေးတွေကိုပြန်ပြီးရွေးထုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီကိုးလုံးပေါ့နော်ဒီကိုးလုံးမှာအခုဒီအသုံးများတော့တွဲလုံးများဆိုပြီးတော့ရွေးထုတ်ပေးထားတဲ့ဒီကိုးလုံးကတော့တကယ်ကိုဒီအလုံးလေးနဲ့ပတ်သက်ပြီးတော့မဖြစ်မနေတိထားမယ်တွဲလုံးလေးဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါဒါဆိုရင်ဒီဗီဒီယိုဖိုင်လေးရအားလုံးအတွက်အသုံးဝင့်မယ်လို့မျှော်လင့်ပါတယ်ရှင်။